တုလာဇန်6ရက်2016ခုနှစ်စန္ဒဝါရီလ25ရက်မန္တလေးတိုင်းဒေသကြီးမရယာမြို့နယ်ရကန်းစင်တော်ဒေသသစ္ဆန္ဒနာဓမ္မစင်တာသစ္ဆဘောဓိဓမ္မတမဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်းခြင်းမှပြုလုပ်အပ်သည်ဒေယာနန္ဒဖောင်ဒေးရှင်းမှဆောက်လုပ်လူတက်အသောမေတ္တာနန္ဒဆေးရုံကြီးရေဆက်ချအနှင်းချင်းနှင့်ဖွင့်ပွဲ အခန္ဓာအကျိုးဓမ္မသဘင်၌တောင်အာဖရိကနိုင်ငံဒေါက်တာကျော်ညွန့်လှိုင်ဒေါက်တာညွန့်ညွန့်ဝင်းမိသားစုတို့ဤအဘဒဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောကိုတိုင်းဒီကိုလူမျိုးနဲ့ကိုသာသနာအကြောင်းတရားလေးသနာတော့ ဒီနေ့ညနေဓမ္မသဘင်ခန္ဓာကို ရှင်ဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖက်ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်စွပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမိယံကာလံကရုံတော်အတိတုကရာတိ ခေရံကတောလောကဟိတယာနာထောနမောမာကရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီပွားလိုလားတောင်းတကိုပုံခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကပါအေးအတွက်သင်္ချာတို့ဖြင့်တော်လဲ အဘယ်မီယံရေတွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်မှာတော့ကာလလေးအတိခြေသိမ့်နေကဘာရှိကြတော့ကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီပါအလုံးငါအတိဒုက္ခရာနိဥ္စာ အသက်ခြေလဲအင်ငါမေတ္တာကြည်မာသမိတာနှင့်တထာဇနီဆွန်ခြင်းဤဟုเจတိထဝေ မဟာသွေအစုအလုံးခရင်တော်မူတော်ကိုကရွန်တော်ဖျက်ဖြင်းရန်ဤတန်ကျုကုတ်အာထုတော်မူရသည်ဖြစ်၍ခေရံလက်ချင်းမြေလုံးအသက်ဆုံးလည်းနှလုံးစေဝံကိုရောဤပင်မင်းသောကတော်ဘဝတဏ္ဏချိန်ဖျားစွာရောက်တော်မူခဲ့ရရှာနေပြီ။ မဟာကရုဏီကတ္တတ္တဝါမြာရှင်ဝေတာကေတုတနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသော